မေ့လိုက်တော့လားလို့ပြောတယ်မေ့နိုင်တာမဟုတ်မေ့မေ့ထားလိုက်မေ့ထားလိုက်တာအိမ်တော်မကြငင်နေရပေါ့နော်ဘေးရင်ဆရာတွေကအများကြီးဟောတယ်မအိမ်တော်20တို့30တို့ပေါ့နော်အဲ့လိုတွေကဟောတော့မအဲ့တော့ကြောက်လို့အသက်ရွယ်တစ်ခုရောက်ပြီဆိုတော့35နှစ်လောက်မှမအိမ်တော်ဖြစ်ခဲ့တာပေါ့နော်ဒါပေမဲ့လည်းကံအကြောင်းမလားလို့ရေစက်မပါလို့လမ်းခွဲလိုက်ကြတယ်ဆိုတော့နောက်ထပ်အိမ်တော်ပေါ့နော်မမပြုတ်ချက်တော့ ဒီထဲမှာကကြတော့ तू ကစိုးနေတာတော့မဟုတ်ဘူးเนาะအရန်ကြီးဒီလိုအပြင်မှာရန်ဖြစ်တယ်လို့ကြီးဖြစ်ကြရောမဟုတ်ဘူးတယောက်နဲ့တယောက်အကောက်ကြံကြတာစိတ်ထဲကနေပဲပေါ့เนาะအတ်ဖို့အတွက်အင်းအားမလိုဘူးကျေးဇူးရှိဖို့ပဲလို့ရအမားတို့ကတော့အမှုပညာသမားဖြစ်တဲ့အတွက်ဒါအမားတို့ professional လုပ်လေအဲ့ဒီအတွက်လည်းအမားတို့ကအမားတို့စီကိုလာတဲ့ character ကိုပြပြအောင်လုပ်ရမှာပါ ဆက်တဲ့ချစ်ချင်းမြတ်တော်ကိုပူဇော်ပြီးရနော်อืมဟုတ်တယ်ဟုတ်ကဲ့ဟိုနေ့နေရာမမင်းနိုင်မသိတော့ဘူးအဲ့ဒီအချက်ဦးလေးအမဘွားမှာအမဒုတိယအိမ်တော်ကိုရှိရဘူးလို့ကိုကိုကိုတက်တဲ့ချက်ချက်မမက ဟောမလဲအိမ်တော်မကြခင်တည်းကပေါ့နော်ဘေးရင်းစရာတွေကအများကြီးဟောတယ်မအိမ်တော်20တော့30တော့ပေါ့နော်အဲ့လိုတွေရန်ဟောတော့မအဲ့တော့ကြောက်လို့ဟိုငငယ်ရွယ်ရွယ်နဲ့အိမ်တော်မပြုတ်ခဲ့ဘူးပေါ့နော်မအိမ်တော်ပြုတ်ခဲ့တဲ့အချိန်မှာစဉ်းစားတတ်တဲ့အရွယ်ရောက်တဲ့အဲကိုလည်းအသက်ရွယ်တစ်ခုရောက်ပြီဆိုတော့35နှစ်လောက်မှမအိမ်တော်ပြုတ်ခဲ့တာပေါ့နော်ဒါပေမဲ့လည်းကံအကြောင်းမလားလို့ရေစက်မပါလို့လမ်းခွဲလိုက်ကြတယ်ဆိုတော့နောက်ထပ်အိမ်တော်ပေါ့နော်မမပြုတ်ချက်တော့ မပြုတ်ကျင်တော့ဘူးဆိုတာလည်းအမကိုယ်တိုင်ကလည်းအဲ့လိုအိမ်တော်ပြုတ်ဖို့စိတ်မရှိတော့ဘူး။ဟဲ့မမေ့တာလေဘယ်သူတွေကမမေ့တာလဲ။မေ့လိုက်တော့မေ့လိုက်တော့သူတို့ပြန်ဆောက်ဖို့ပြီးနေ။သူတို့ပြန်ဆောက်မဖို့နဲ့မေ့လိုက်တော့လွန်ခဲ့တဲ့2ပေါင်းများစွာတော်တော်တောင်ကြာနေပြီ။အဲ့ဒါကြီးက10နှစ်လောက်တောင်ရှိတော့ပြီလားမသိဘူးသိလား။အော်မေ့လိုက်တော့အမလည်းမေ့လိုက်ပြီ။